Hola todos. ¿Qué la vi? ဒီနေ့တော့စပိန်ဘာသာစကားမှာသုံးများတဲ့စကားလုံးလေးတစ်လုံးနဲ့မိတ်ဆက်ပေးကြပါတယ်။အဲဘာစကားလုံးလဲဆိုရင် baño. baño ဆိုတာရေချိုးခန်းအိမ်သာကိုခေါ်တာပါ။ရေချိုးခန်းကိုလည်းသုံးပါတယ်အိမ်သာကိုလည်းသုံးပါတယ် baño. စပိန်ဘာသာစကားမှာ baño ဆိုတဲ့စကားလုံးကအခြေခံကျပြီးတော့အရေးပါပါတယ်။သူ့ article ထည့်သုံးမယ်ဆိုရင် el article ထည့်သွင်းပါမှာပဲ။ဘာလို့လဲဆိုရင် तू ကအထီးကိန်းမို့လို့ el banyo el banyo လို့သုံးရပါတယ်။ဥပမာအနေနဲ့ကြည့်အောင်။ Don't they star el banyo ။အိမ်သားဘယ်မှာလဲ။အိမ်သားဘယ်နေရာမှာလဲလို့မေးတာပါ။ Don't they star el banyo ။နောက်တစ်ကြောင်းက voi are to charm me in el banyo ။ voi are to charm me in el banyo ဆိုတာငါရေချိုးကမ်းမှာရေချိုးတော့မယ်။ မယေရှုကမှယေရှုတော်မယ်ဖိုးရဒူချာမေအင်းနေဘာညူကဲဒီလောက်ဆိုရင်ဘာညူရဲ့အသုံးလေးကိုအခြေခံတိလောက်ပါပြီစင်ပြေကြပါစေ